Hello Project ကြီးတို့ရေကျွန်တော်တို့ HH Channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့2025ခုနှစ်အစပိုင်းကထွက်ရှိလာပြီး Project တွေရဲ့စိတ်ကိုလှုပ်ခတ်သွားစေခဲ့တဲ့စကားကတော့ SBS ရုပ်သံလိုင်းကနေစတင်ထုတ်လွှင့်ပြသသွားတဲ့ Buried Hawk ဆိုတဲ့ဇာတ်လမ်းတွေပဲဖြစ်ပါတယ် ပိုလိုက်တီကအမျိုးအစားတွေပေါင်းစပ်ထားတဲ့ဒီဇက်ကားကအမည်နာမအတိုင်းပဲရင်ထဲမှာမျက်နှာထားတဲ့လူဝတ်ချက်တွေဖုံးကွယ်ထားတဲ့ရီမန်းချက်တွေနဲ့ပြည့်နှက်နေမယ်လို့မျှော်လင့်ရပါတယ်ဒီဇက်ကားမှာဆိုရင်တော့မင်သာချောပက်ခေါင်စစ်နဲ့ဝိုင်းရဲ့မင်သာကြီးဟျူဂျွန်းဟိုရိုကလို ထိတ်တန်းသရုပ်ဆောင်တွေကအ धिक ပါဝင်သရုပ်ဆောင်ထားတာမို့လို့သရုပ်ဆောင်ပိုင်းကလည်းလုံးဝကိုအားကောင်းနေမှာကသိကြပါတယ်နိုင်ငံအရှုပ်တော်ပုံတွေလူဝတ်စံချိန်မှုတွေရီမန်းချက်ပြင်ထန်တဲ့ပုဂ္ဂိုလ်တွေကထိတ်တိုက်တွေးဆမှုတွေက ိုစိုက်နှစ်သက်တဲ့ပြိသက်တွေအတွက်ဒီစကားကလုံးဝကိုလက်မလွတ်တဲ့ရွေးချယ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်။ဒီကိစ္စမှာတော့ Barry Hart ကဘာကြောင့်တင့်ရဲ့ mass wash စီရင်ထဲမှာပါတဲ့လဲဆိုတာကိုအသေးစိတ်ဆွေးနွေးသုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်။ကဲဒါဆိုလို့ရှင်ဇလံအချင်းချင်းလေးကိုစလိုက်ရအောင်ပါရှင်။ ဒီဇလိုင်းရဲ့အဓိကဇက်ကောင်တို့ကတော့စောထုံကျူးနဲ့ယုံကျန်စုံတို့ပဲဖြစ်ပါတယ်စောထုံကျူးဆိုတဲ့ဇက်ကောင်ကိုမင်းသားပန်းဟောင်စစ်ကတယောက်ဆောင်ထားတာပါသူကဒဇန်းလုပ်ငန်းစုရဲ့ဥက္ကဋ္ဌအတွင်ရေးမှုအဖွဲ့ရဲ့ခေါင်းဆောင်တဦးပဲဖြစ်ပါတယ်အပြင်းမန်းကကြည့်မယ်ဆိုလို့ရှိရင်ဒေဆန်းရဲ့အကျိုးများအတွက်ဆိုရင်တိတ်ဆိုးသေးရှင်းဆိုးရှင်းလုပ်မယ်တစ္ဆာရှိဝန်ထမ်းတို့ကိုဖြစ်လူတည်များပါတယ်။ဒါပေမဲ့သူရဲ့အေးဆက်ဆက်မျက်နှာနောက်ွယ်မှာတော့ဖုံးကွယ်ထားတဲ့ပြင်းထန်တဲ့ရည်ရွယ်ချက်တစ်ခုရှိနေပါတယ်။ ဒါကတော့အသေးစိတ်ကြကြချက်မှတ်ထားတဲ့အစီအစဉ်တွေနဲ့အချိန်ကျတဲ့အခါဒဲဆန်းကိုဝါမျိုးပြဖို့အတွက်ပုံချိုးကွယ်ရှုစောင့်ဆိုင်နေသူတဦးဖြစ်နေတာပါပဲ။သူရဲ့ဒီလိုမျိုးလျှို့ဝှက်စမ်းကြမှုနဲ့ပြင်းထန်တဲ့ရည်ရွယ်ချက်ကဒီဇလန်းကိုဘယ်လိုပုံစံမျိုးဥတည်သွားစေသလဲဆိုတာကိုတော့ပရိသတ်တွေကရင်ခုန်စေတဲ့အဓိကအချက်ပဲဖြစ်ပါတယ်။နောက်ထပ်အဓိကစက်ကောင်ကတော့ဝိုင်းရမင်းသားကြီးဟွန်ကျူဟိုကသယုတ်ဆောင်ထားတဲ့ယွန်ဂျက်ဆုံးပဲဖြစ်ပါတယ် သူကဥပဒေတက္ကသိုလ်ပေါမောက်ခါဖြစ်တယ်လို့အမျိုးသားအထောက်လိုင်းအဖွဲ့အစည်း NIS ရဲ့ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့နိုင်ငံရေးလောကမှာဩစာအလွန်မိုးနိုင်ဆုံးအင်အားအကြီးဆုံးလူတရားလို့တောင်ပြောလို့ရပါတယ်။သူရဲ့ငွေကြေးဩစာနဲ့နိုင်ငံရေးအတွေ့အကြုံကြောင့်လူတကာကိုရုပ်သေးရုပ်လိုချဲ့လဲထင်းချုံနိုင်လောက်တဲ့အထိအင်အားကြီးမားသူတယောက်ပါ။ဇလန်းကတော့ယွမ်ချေဆုံးဟာလူတယောက်ကိုတက်လိုက်ရာကနေဘာမှမသိလိုက်ဘဲနဲ့နိုင်ငံရေးရှင်ဘုံငွေတွေက1 trillion ကိုဟက်ခံလိုက်ရတဲ့အခါကနေစတင်ပါတော့တယ်။ အသက်ခံရသူနဲ့ဒီကိစ္စတွေကဘယ်လိုမျိုးပတ်သက်နေလဲငွေတွေကိုဟတ်သွားတာကရောဘသူလဲစောတုံကျူကရောဘာကြောင့်လက်စားချေဖို့ကြိုးစားနေတာလဲအင်အားကြီးမာတဲ့ယုံချက်စုံးရဲ့ယီမန်းချက်ပြင်းထန်ပြီးတော့လှုပ်ဝက်စမ်းကြတဲ့စောတုံကျူတို့ကြာကဒီစစ်ပွဲမှာနောက်ဆုံးဘသူကအနိုင်ရရှိသွားမလဲဆိုတာကိုဒီစကားကနေပြီးတော့ပြည်သက်တွေကိုစွဲမှတ်ဖွယ်ပြတ်တာသွားတာပဲဖြစ်ပါတယ်ဒီစကားကို ကျမတို့ဘာကြောင့်အရန်မျောလင့်ပြီးတော့ကြီးခဲ့ရတာလဲဆိုတော့သူ့ရဲ့ general scout ကိုပဲပြောပြသွားမှာပါ trader mystery crime political ဆိုတဲ့ပေါင်းစပ်မှုကဇလန်းကိုရှုပ်ထွေးတဲ့နိုင်ငံရေးကွက်တွေထူးခြားတဲ့ဇလန်းလှည့်ကွက်တွေနဲ့ပြည့်နှက်စင်မှာတည်ကြပါတယ်။အုံနောက်ကိုအလုပ်ပေးပြီးတော့တွေးခေါ်ရမယ့်ဇက်ကားမျိုးဖြစ်တာမို့လို့ဇက်ရှင်ကအဆက်အဲကပြင်းထန်ပြီးပြိတက်ကိုဇလန်နေအထိအဆုံးထိကိုဆွဲမြဲနေအောင်ဆွဲခေါ်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ ဇန်ညုံးကလည်းဒီလိုအမျိုးအစားတွေကိုကျွမ်းကျင်တဲ့စာရေးဆရာတွေကရေးသားထားတာဖြစ်တာကြောင့်မို့လို့ဇလန်ရဲ့တိဆောက်ပုံနဲ့ဇက်ကွက်ကျလစ်မှုကလည်းအစင်တန်းမြင့်မာနေတာပါတရုတ်ဆောင်ပိုင်းကိုကြည့်ရမယ်ဆိုရင်လည်းတိုက်ဟောင်စစ်ကသူ့ရဲ့အင်းဆက်ဆက်နဲ့လျှို့ဝှက်စမ်းကြတဲ့မျက်နှာအမူအရာတွေတိမ်မွေးတဲ့တရုတ်ဆောင်ချက်တွေနဲ့စောတုံကျူဇက်ကောင်ကိုပမိုင်နိုင်နိုင်ပုံဖော်သွားနိုင်ပါတယ်။သူ့ရဲ့ဆူးရှားတဲ့အကြည့်တွေနဲ့ဇက်ကောင်ရဲ့အတွင်းစိတ်ခံစားချက်တွေကိုပြိုင်သက်တွေစီကိုပို့ဆောင်ပေးနိုင်မယ့်အရေးချင်းကလည်းဒီစကားအတွက်က အားတာချက်တစ်ခုပဲဖြစ်နေတာပါ။ဟွန်ကျွန်ဟိုကတော့ဘလို့ဇက်ကောင်မျိုးပဲဖြစ်ဖြစ်ပီပီပြင်းပြင်းတေးဥဆောင်နိုင်တဲ့ဝိုင်းရဲ့မင်းသားကြီးဖြစ်တဲ့အတွက်ယုံချက်စွရဲ့ဩဇာအာဏာနဲ့ကြောက်စရာကောင်းတဲ့ပုံရိပ်ကိုပန်ပိုင်နိုင်နိုင်အသက်ဝင်အောင် ဖော်ပြနိုင်သွားတာလေတည်ကြတာပဲဖြစ်ပါတယ်။ဒီမင်းသားနှစ်ယောက်ရဲ့ထိတ်တိုက်တွေ့ဆုံမှုအာဏာပြိုင်ဆိုင်မှုနဲ့စိတ်ပိုင်းဆိုင်ရာတိုက်ပွဲတွေကတကယ့်ကိုမှကြည်ကျင်စရာကောင်းတဲ့ဇဝင်ခံတွေမှတ်သားစရာ dialogue တွေကိုဖန်တီးပေးသွားတာပါ။ ပရိသတ်ရဲ့အမြင်နဲ့ပြောပြမယ်ဆိုရင်တော့ Very Hot ဟာရိုးရိုးရှင်းရှင်း trailer ဇာတ်ကားတကားမဟုတ်ပါဘူး။ဇလံအမျိုးသားတူအခြားဇာတ်ကားတွေနဲ့မတူဘဲနဲ့သူကရင်ခုန်စိတ်လှုပ်ရှားမှုကိုပေးတာမဟုတ်ဘဲနဲ့အပြစ်ရှိတာဝမ်းနည်းကြေကွဲတာနဲ့မျိုးဆက်လိုက်ထိခိုက်မှုတွေကိုနက်နက်ရှိုင်းရှိုင်းကိုခွဲခြမ်းစိတ်ဖြာပြသွားတာပါ။ သူရဲ့ဖန်ဆားနိုင်မှုကရုတ်တရက်လန့်သွားစီတာမျိုးဓမ္မမဟုတ်ဉာဏ်ဆန်နဲ့ဇက်ကွက်လက်ကွက်တွေကနေလာတာမျိုးမဟုတ်ဘဲနဲ့လှုပ်ဝက်ချက်တွေကနေတဖြည်းဖြည်းချင်းတည်လာတဲ့ဇက်ကောင်ပဲဖြစ်ပါတယ်ဇက်ကောင်တိုင်းဟာသူတို့အမွေရခဲ့တဲ့ဓမ္မမဟုတ်ဖြစ်တည်စေခဲ့တဲ့ဇလန်းတစ်ခုထဲမှာဘယ်လိုမျိုးထောင်ချောက်မိနေမလဲဆိုတဲ့ပုံစံမျိုးကနေလာတာပဲဖြစ်ပါတယ်ဇလန်ရဲ့အမတ်တရားတွေပေါ်ပေါက်လာပြီးတဲ့နောက်မှာတော့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကကြံ့နေခဲ့တာကြောင့်ဒီစကားကကြောက်မွက်ဖွယ်ကောင်းတယ်လို့တောင်ဆိုလို့ရပါတယ် ရှိရှိလင်းလင်းပြီးဆုံးသွားတာမျိုးမဟုတ်ဘဲနဲ့ရင်ဆိုင်ရမယ့်အကျိုးဆက်တွေလည်းရှိနေတာပဲဖြစ်ပါတယ်။2025ခုနှစ်ဧပြီလ14ရက်နေ့ကထုတ်လည်ပြီးစီးခဲ့တဲ့ဒီစကားကိုပြည်သက်တွေကလက်စားချေခြင်းနဲ့တကူရဲဖြစ်ခြင်းရဲ့လက်ရအမြောက်ဆုံးဇကားလိုတောင်တင်စားကြပါရစေ။ Glory Heart ဟာရိုးရိုးခေဒရမတကားထက်မကဘဲနဲ့ကမ္ဘာတဝန်းလုံးကိုအင်အားသင့်စေခဲ့တဲ့မမေ့နိုင်စရာစိတ်ဝိညာဉ်ကို ထိခိုက်စေခဲ့တဲ့အတွေ့အကြုံတစ်ခုပဲဖြစ်ပါတယ်။ဇလန်တပိုင်းချင်းစီဟာတင့်ကိုလက်စားချေမှုနဲ့ရှုပ်ထွေးပွေလီတဲ့ဝင်းကဘာလေးကိုပုံမုံနဲ့နဲ့ဆိုင်ဆိုင်ဆွဲခေါ်သွားပြီးတော့ဇသိမ်းမိုက်ထိအသက်ရှူဖို့တော့အချိန်မရလောက်အောင်ကိုတင်းမာမှုတွေနဲ့ပြည့်နှက်နေပါတယ်။ ီဇလိုင်းအတိတ်ကဖြစ်တဲ့ပက်ဟောင်စီရဲ့သရုပ်ဆောင်ချက်ဟာသူ့ရဲ့ဘဝတခြားလုံးရဲ့အကောင်ဆုံးသရုပ်ဆောင်ချက်ဖြစ်နိုင်တယ်လို့တော့ဆိုထားကြပါသေးတယ်။သူ့ရဲ့မျက်လုံးတစ်ချက်၊စကားတစ်ခွန်းစီဂရုတစိုက်ထွက်ချက်ထားတဲ့လှုပ်ရှားမှုတိုင်းဟာလေတိတ်ဆိတ်တဲ့ဒေါသနဲ့ပြင်းထန်နေပြီးတော့ဖန်သားပြင်တစ်ခုလုံးကိုစုံမိုးထားတာပါ။ သူရဲ့လက်စားချင်မှုတွေကိုကြည့်ရတာရင်သက်ရှုမောစရာကောင်းတယ်လို့စိတ်မကောင်းစရာလည်းကောင်းပါတယ်။သူရဲ့ပြောင်းလဲပုံကတကယ်ကိုချောမွေ့ပြီးတော့တိတ်ကြလွန်တာကြောင့်သူရဲ့တရားမျှတမှုအတွက်အားပေးရမလား။ဒါမှမဟုတ်သူဖြစ်ခဲ့တဲ့လူကိုပဲလွမ်းဆွရမလားဆိုပြီးတော့တင့်ကိုယ်တိုင်တော့တွေ့ဝေသွားမှာပဲဖြစ်ပါတယ်။ဒီစကားကအချစ်ဇလန်လုံးဝမဟုတ်ပါဘူး။ ဘရီဟတ်ဟာအချစ်ဇလံကိုဖယ်ရှားပြဖို့ရေရဟုံကိုဆုံးဖြတ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လစားချေခြင်းရဲ့လမ်းတချို့ကအချစ်ကိုရှင်သန်ခွင့်မပေးနိုင်လို့ပါပဲ။ဒီလိုမျိုးရက်ဆက်ကျန်းတဲ့နဲ့ယူသားမှုကပဲဒီစကားကိုအစစ်အမှန်ဆွားရီကိုပေးဆွမ်းနိုင်ခဲ့တာပါ။စတဲ့ငန်းကကျမတို့ကိုထဝရဆွဲလန်းစီပါပဲဖြစ်ပါတယ်။ဖန်ရောင်စီရဲ့ဇက်ကောင်ဟာသူတက်ခတ်ပြီးအပိုင်သိမ်းခဲ့တဲ့ အာနာနေရာမှာထိုက်နေပေမဲ့မျက်ရည်တွေကတော့တိတ်တဆိတ်စီးကျနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာကျမတို့ရဲ့မျက်ရည်တွေကလည်းစီးကျနေမှာဖြစ်ပါတယ်။သူ့ရဲ့အောင်ပွဲမှာအောင်ပွဲခံချက်မရှိဘဲနဲ့ခံပြင်းဝယ်ကောင်းတဲ့တကိုယ်ရဲဖြစ်မှုရဲ့ဝင်ထုတ်ဝင်ပူတွေပဲရှိနေခဲ့တာပါ။ဘာဖြစ်လို့လဲဆိုတော့ဒီဇက်ကဟာတင်းရဲ့ရင်ထဲမှာနှလုံးသားထိကိုနက်နက်ဆိုင်ဆိုင်နဲ့ထိုးဝင်သွားနိုင်တဲ့ဇလံပဲဖြစ်ပါတယ်။ ဒေးစကားဟာ rating မှာ number 1နေရာကိုရရှိထားတာလည်းရှိပါတယ်။သူဟာဇလန်းပြပြချင်းလက်ရအမြောက်ဆုံးအဆက်နဲ့တစ်ခုဖြစ်နေလိုပါပဲ။ very hard ဟာဖန်သားပြန်မှောင်သွားပြီးနောက်မှာတော့တနေ့အတူကြရှိစွာရင်ထဲမှာစွဲပြီးတော့ကြန့်ရှိနေမဲ့ဇကာတကာပဲဖြစ်ပါတယ်။ဒါကအေယိုရှိရှင်းဇကာတကာမဟုတ်ပါဘူး။ဒါဟာအမှန်တရားနဲ့ရင်ဆိုင်နေရတဲ့အကျိုးဆက်တစ်ခုကိုဖြစ်ပေါ်လာတဲ့ဇက်ကြောင့်ကိုဖန်တီးထားတဲ့ဇကာတကာပဲဖြစ်ပါတယ်။ဏီကုန်းချုပ်အနေနဲ့ပြောရရင်တော့ Worry Hat က2025ခုနှစ်မှာထွက်ရှိခဲ့ ဲ့တဲ့ K drama တွေကလုံးဝကိုလက်မလွတ်တဲ့စက်ကားတကားပဲဖြစ်ပါတယ်။နိုင်ငံရေးလက်ကွက်တွေ၊လက်စားချေမှုတွေ၊အကွက်ချစီစဉ်မှုတွေနဲ့လျှို့ဝှက်နေနေမှုတွေအကြောင်းကိုအုံနောက်ကိုအလုပ်ပေးနေတဲ့အတူနင်းမျောပြီးတော့ကြည့်ရှုသွားနိုင်မဲ့စက်ကားကောင်းလေးပဲဖြစ်ပါတယ်။ thriller mystery crime နဲ့ political အမျိုးအစားတွေကိုစိုက်နှက်တဲ့သူတွေဇလန်းစကွက်ခိုင်မာပြီးတော့တွေးခေါ်ရတာကိုနှစ်သက်တဲ့သူတွေမင်းသားပတ်ဟောင်စင်နဲ့ယူဂျူဘူးတို့ရဲ့တရုတ်ဆောင်ချက်တွေကိုသဘောကျတဲ့သူတွေအနေနဲ့လုံးဝကိုမှကြည့်ရှုတဲ့စကားတကားပဲဖြစ်ပါတယ် episode 16ပိုင်းပါဝင်ပြီးတော့ဒီပိုင်းကိုတနိုင်နဲ့7မိနစ်ကြာမျက်နှာဖြစ်တဲ့မို့လို့တေချာပေါက်အချိန်ပေးပြီးတော့အားရပါရကြည့်ရှုတင်ပါတယ် go 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 ကဲဒါဆိုလို့ရှင်တော့ဇလန်တွေကမင်းသမီး your own name နဲ့ fashion နဲ့အကြောင်းကိုဆက်လက်တက်ဆက်ပြီးတော့မှာပါ look one ဟွာယွန်းက Van Va အမတ်တစေရဲ့လေပင်စီအဖြူရောင်လေစီနဲ့မီနီကောင်ဝင်လေးကိုဝတ်ဆင်ထားတာကြောင့်နုညက်တိတ်မွေပြီးတော့မင်းသမီးလေးတစ်ပါးလိုလှပနေပါတယ်။တရက်တံမိုးကတော့ဒေါ်လာ190ခွန်ဖြစ်ပါတယ်။ look to ကတော့သူမကဝေါ်အမတ်တစိရဲ့မိကိုရောင်လဲစည်းပါတဲ့လက်ရှိ blouse နဲ့အနက်ရောင်ဘောင်းမီကိုဝတ်ဆင်ထားပြီးတော့တိတ်ဆိတ်ညံသက်တဲ့ချက်တီရီကိုပေါ်လွင်စေပါတယ်။ Joe Sanders ကနေထုတ်လုပ်ထားတဲ့အဖြူရောင်ခေါချိုးတေးအိတ်တေးလေးနဲ့လဲ fashion ကိုပေါင်းဆက်ထားပါတယ်။သူရဲ့တံမိုးကတော့ဒေါ်လာ 620ဖြစ်ပါတယ်။ Look tree သူမက Last Adams အမတ်တဆိုင်နဲ့အနက်နဲ့အဖြူစန့်ကျင်ဘက်အနာကုတ်ကာဒီဂန်ကို Din ကအဖြူရောက် Pantone Scan နဲ့တွဲဝတ်ပြီးတော့ Old Money Style ကိုစမ်းသစ်တဲ့ Fashion အသွင်မျိုးတစ်ခုကိုပေးဆောင်လိုက်ပါတယ်။သူရဲ့တမိုးကတော့ဒေါ်လာ590ခွန်ပဲဖြစ်ပါတယ်။ Look for သူမက Real အမတ်တဆိုင်ရဲ့စင်စွဲရောင် Ramno Tricks Whistle နဲ့ Manomos ရဲ့ acetate နေကမျက်မှန်တက်လက်ကိုဝတ်ဆင်ထားတာပါတရက်တမှုကတော့ဒေါ်လာ428ဖြစ်ပါတယ် look fine မင်းသမီးက lily 6 amadise ရဲ့အနက်ရောင် crop poda pool overs t-shirt နဲ့ poda paris cap midi skirt ကိုဝတ်ဆင်ထားတာကြောင့်ရိုးရိုးရှင်းရှင်းလေးနဲ့ကိုလှပတင့်တယ်နေတာပဲဖြစ်ပါတယ်တရက်တမှုကတော့ဒေါ်လာ360ပဲဖြစ်ပါတယ် လုတ်စေဝါယုန်ဟာအီဗနာဟယ်လ်စင်ကီစ်အမတ်တဆဲရဲ့ navy blue color trees ဝတ်စုံလေးနဲ့တသက်ရရလေးလှပနေပါတယ်။သူမရဲ့ဝတ်စုံကိုတော့ J Estina ရဲ့ကြောင်းမြတ်ယတနာစီထားတဲ့နိုင်နဲ့ Love Me အမတ်တဆဲအိတ်တလုံးတို့နဲ့ပြည့်ပြည့်စုံအောင်လို့တွဲဖက်ထားပါတယ်။သူရဲ့တန်ဖိုးကတော့ဒေါ်လာ1020ပဲဖြစ်ပါတယ်။ look 7သူမက since then အမတ်တစေရဲ့အယောင်တောက် trees jacket နဲ့ coach အမတ်တစေ shoulder bag တလုံးကိုဝတ်ဆင်ကိုင်ဆောင်ထားတာကြောင့်အမွေဆက်ခံသူတထင်းမာလီတူရဲ့ပုံစံမျိုးကိုပုံလွှင့်စေတာပါသူရဲ့တံမိုးကတော့ဒေါ်လာ866ပဲဖြစ်ပါတယ် ကဲဒါဆိုလို့ရှိရင်2025ခုနှစ် ဖေဖော်ဝါရီ22ရက်နေ့မှာစတင်ထုတ်လွှင့်ခဲ့တဲ့ Very Hard ကိုကြည့်ရှုကြဖို့အတွက်တိုက်တွန်းရင်းနဲ့ဒီကနေ့ဗီဒီယိုလေးကိုဒီမှာပဲနှီးကုန်ချုပ်လိုက်ပါစေ။ပရိသတ်ကြီးတို့ရောဒီစကားအကြောင်းကိုဘာတွေထင်မြင်ယူဆသလဲ။ဘသူတွေကရောဒီစကားကိုကြည့်ဖို့စိတ်လှုပ်ရှားနေပြီလဲဆိုတော့ comment မှာရေးသွားဖို့ဖိတ်ခေါ်ရင်းနဲ့နှီးကုန်ချုပ်လိုက်ပါရနော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပတ်သက်ပါရှင်။ Go 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 go